နှစ်ပေါင်း100ကျော်အတွင်းမှာအပြင်းထန်ဆုံးဖြစ်တဲ့အင်အားကြီးငလင်းဟာစကိုင်းမြို့ကိုဗိုလ်ပြုတ်လောက်ခတ်သွားတာကြောင့်မြို့ရဲ့80ရာခိုင်နှုန်းလောက်ကပျက်စီးသွားခဲ့ပါတယ်။ပြိုကျောင်းဆောင်တွေအောက်ကတည်ဆုံသူတွေရဲ့ရုပ်အလောင်းတွေဟာသုံးရက်ခန့်ကြာမြင့်တဲ့ဒီအသက်ထုံနိုင်ခြင်းမရှိသေးဘူးလို့စကိုင်းမြို့ကယ်ဆယ်ရေးလှုံ့ဆော်နေသူတွေထံကသိရပါတယ်။ဒါအပြင်ငလျင်လှုပ်ပြီးသုံးရက်ကြာဒီကနေ့မတ်လ31ရက်နေ့မနက်ပိုင်းမှာဒါမလေးရှားနိုင်ငံကလာရောက်တဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တစ်ခုရောက်ရှိနေပြီဖြစ်ပြီး ။ဖြစ်စနေရက်တွေမှာတော့မျိုးခန့်နဲ့ဒေတာရင်းအရက်ဖတ်အဖွဲ့ရိကတောင်းကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဆိုင်ရနေရမလုံလောက်မှုကယ်ဆယ်ရေးလှုပ်ဆောင်မဲ့ကျွမ်းကျင်သူမရှိမှုတွေကြောင့်အချိန်မီကယ်တင်နိုင်ခြင်းမရှိခဲ့ပဲပြူချောင်းအုပ်ပုံတွေအောက်နိုင်ပေါင်းများစွာရှင်ကျန်နေပြီးမှအသက်တည်ဆုံးခရရသူတွေလည်းအများပြားရှိကြောင်းကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေထံကသိရပါဗျ ဒါအပြင်စကောင်စီတပ်သားတွေကသခိုင်းမျိုးပေါ်ကိုတားရောက်မဲ့ကြေးရွာတွေဘက်ကကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုလည်းအုပ်ချုပ်ရေးမှူးထောက်ခံစာပါမတာဝင်ခွင့်ပြုတာကြောင့်ကယ်ဆယ်ရေးအင်အားလိုအပ်ချက်ဖြစ်တဲ့မှုအခက်ကြုံနေရတယ်လို့သခိုင်းဒေတာခန်တွေကပြောပါရယ်။သခိုင်းမျိုးမှာငလျင်လောက်ခတ်ပြီးနှစ်ရက်အကြာမနေ့ကမတ်လ30ရက်နေ့မှာတော့မျိုးနံမှာတီဆုံရုပ်အလောင်းတွေရဲ့အနက်တွေကြောင့်ကျန်ရဲတုံမျိုးခန့်တွေအတွက်အသက်ရှူရာကျက်စီတဲ့အခြေအနေဖြစ်နေတယ်လို့ဒေတာခန်တွေကပြောပါရယ်။ တင်ဆောင်ရုံလောင်းတွေကိုထည့်စရာဓာတ်ပေါ်ရိအိတ်လိုအပ်ချက်လည်းကြီးမားနေတယ်လို့ကယ်ဆယ်ရေးလုံဆောင်နေသူတွေထံကသိရပါဗျ။ဒီလိုအနမ်းသက်တွေကရှင်ကျန်ရစ်နေသူတွေအတွက်စိတ်ထိခိုက်စရာကောင်းတယ်လို့ကျမရေရလည်းအသက်ရှူလန်းကြောင်းဆိုင်ရာပြဿနာဖြစ်ပွားလာနိုင်တာကြောင့်ဒီလောင်းတွေကိုပြူကြအဆောင်တွေ အောက်ကတည်ထုံနိုင်မှုနဲ့စနစ်တကျထုတ်ပိုးတကြုံနိုင်မှုကလည်းသခိုင်းမျိုးအတွက်အရေးတကြီးလိုအပ်ချက်ဖြစ်နေပါဗျ။ ဟိုအသက်ရဲ့မိရမျိုးတော့အဲ့လောက်ကြီးမကျန်တော့ကြာကျွန်တော်အကုန်လုံးအောက်မှာဗာဓာတ်ပုံတွေပဲကျန်တော့တာထုတ်လို့ကတော့အခုချိန်ထိထုတ်မနေဘူးမနိုင်ဘူးကြာအဲ့ဒီမိတို့ကကလည်းမသတိတည်းပဲရှိတာလိုအပ်ချက်ကတော့အများကြီးပဲတော့မဘုံကြီးကြောင်းနေဆိုလို့ချင်းလည်းအဲ့ဖုန်းကြီးတွေတန်ကားတွေဒီလားရှင်နေအောက်မှာပြည်နေတယ်ကျွန်တော်ထုတ်နိုင်ရတယ်အားကြီးပါလိမ့်မယ်ဒါကတော့စကိုင်းမျိုးပေါ်ကကုညီကဲစိအလောက်ဆောင်နေတဲ့မျိုးခံအရက်ဖက်ကဲစိအဖွဲ့ဝင်တို့ပြောပြသွားခဲ့တာပါ။ ဒါအပြင်တည်ဆုံသူတွေရဲ့ရုပ်အလောင်းတွေကိုစကိုင်းမြို့ကမိတကျိုးဆက်မာတယ်မနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်တောင်ငင်စနစ်နဲ့တကျူနီယာကမန္တလေးမြို့ဘက်ကိုလည်းအလောင်းတွေပို့ဆောင်တကျူနီယာရဲ့လို့သိရပါဗျ။စကိုင်းမြို့ကန်တွေကလက်ရှိမှာတောက်သုံးရီစားနပ်ရိက္ခာအခက်အခဲလေးကြီးကြီးမားမားရင်ဆိုင်နေကြပြီဖြစ်ပါတယ်။စကိုင်းမြို့မှာတောက်သုံးရီဝယ်ယူလို့မရယုံသာမကမန္တလေးဘက်မှာပါတောက်သုံးရီဝယ်ယူဖို့ပြက်လက်လူနေပါဖြစ်နေပြီလို့စကိုင်းဒေသခံတွေကပြောပါဗျ။ကုန်စည်နှုန်းကြီးမြင့်လာယုံသာမကကြက်ဥတောင်ဝယ်လို့မရတော့တာကြောင့် စကိုင်းမြို့ရဲ့စားနပ်ရိက္ခာအခြေအနေကစိုးရိမ်ပွဲအခြေအနေမှာရှိနေပါတယ်အခိုင်ဆိုရင်လိမ့်ပိနေတာသုတ်ပြပုတ်ဆော်နန်းနေပြီဘလို့မဘာမှမလောက်ဘူးတောက်စရာကြီးလည်းမရှိတော့သခိုင်းကသာသွားကြပါစကိုင်းမြို့ကိုကယ်ဆယ်ရေးပစ္စည်းတွေနဲ့စားနပ်ရိက္ခာအထောက်ပံ့တွေပေးပို့ပေးမယ်ဆိုပါကရတနာဘုံတရားကနေကားအသေးတွေနဲ့ဖြတ်တန်းပို့ဆောင်လို့ရတယ်လို့ကုန်ကားကြီးတွေနဲ့လာရောက်ပို့ဆောင်မှာကလည်းရေလမ်းကနေကိုပြီလာလို့ရနိုင်ကြောင်းနဲ့လာရောက်ယူဆောင်မှုလိုအပ်ပါကလည်းမန္တလေးမြစ်စိတ်ဘက်ကန်အထိ ကိုင်းမြို့ခံတွေကလာရောက်တည်ဆောင်မှာဖြစ်ကြောင်းစကိုင်းမြို့ကကုညီကဲစေးအဖွဲ့တွေကပြောပါတယ်မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ Richter scale 9.9အဆင့်ရှိတဲ့အင်အားကြီးငလျင်ဟာစကိုင်းမြို့အနီးကိုဗဟုပြုလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်ဒီငလျင်ကနှစ်ပေါင်း100ကျော်အတွင်းမှာအင်အားအပြင်းထန်ဆုံးငလျင်ဖြစ်တယ်လို့ငလျင်ပညာရှင်တွေကပြောဆိုကြပါတယ်မြူသားကြီးညိုရေးဆိုရလက်အောက်မှာရှိတဲ့စကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ငလျင်ဘေးကယ်ဆယ်ရေးကော်မတီကဒီကနေ့မတ်လ31ရက်နေ့အထိပြုစုထားတဲ့စီရင်အချက်အလက်အရစကိုင်းမြို့ပေါ်မှာတည်ဆုံးသူလူရေ900လောက်ရှိကဒဏ်ရာရသူ35ဦးရှိကြောင်းသိရပါဗျ။ဒါ့အပြင်အန်ယူဂျီစိုးမိုးနယ်မြေအတွင်းကြီးရွာ43ရွာမှာလည်းတည်ဆုံးသူ16ဦးနဲ့ဒဏ်ရာရသူ28ဦးရှိခဲ့တယ်လို့သိရပါဗျ။ငလျင်ကြောင်ပြိုပြက်သွားရတဲ့မြို့ပြတ်ကြားကစကိုင်းဒေသခံတွေကတော့နိုင်ငံတကာအကူအညီတွေနဲ့နိုင်ငံတွင်းကကယ်ဆယ်ရေးအဖွဲ့တွေအလှူရှင်တွေအနေနဲ့ စကိုင်းမျိုးကိုပြင်မထားကြဖို့နဲ့ကုညီကယ်ဆယ်ပေးကြဖို့ကိုတောင်းဆိုနေကြပါရဲ့ရှင်။